မော်ရယ်တင်တဲ့တက်ရောက်နေပြီးတက္ကသိုလ်ဒုတိယနှစ်တက်ရောက်နေသူမိန်းကလေးတဦးကို၎င်းရဲ့ရည်စားဆိုသူကဓာတ်နဲ့ထိုးသက်မှုတစ်ခုဩဂတ်လ26ရက်နေ့ကတကုံမြို့နယ်ဦးဝေစာရအေယာမှာဖြစ်ပွားခဲ့ပါတယ်။ဩဂတ်လ26ရက်နေ့နံနက်ပိုင်းကအသက်19နှစ်အရွယ်ရှိသေဆုံးသူဟာ MRTV4 ရဲ့တရုတ်ဆောင်ရွေးချယ်ပွဲမှာဝင်ရောက်အရွေးခတ်မဲ့တငယ်ချင်းတွေကိုလိုက်လံအားပေးဖို့အတွက်မိခင်ဖြစ်သူအပါအဝင်တငယ်ချင်းတွေနဲ့အတူမြန်မာ event park ကိုတွားရောက်ခဲ့ပါတယ်။အဲ့ဒီနောက်နေအိမ်ကိုပြန်လာခဲ့ပြီး မိုးလဲပိုင်းမှာကြောင်ညာရိုက်ကူးရေးကန့်လန့်ထားတဲ့ကိစ္စတစ်ခုအတွက်သေဆုံးသူဟာစတူဒီယိုကိုတွားရောက်ဓာတ်ပုံရိုက်ကူးခဲ့ကညနေ၄နာရီခန့်မှာနေအိမ်ကိုပြန်လည်ရောက်ရှိခဲ့ပြီးမိခင်ဖြစ်သူကိုနေအိမ်မှာပို့ထားခဲ့ကတငယ်ချင်းနေတဲ့အတူတောင်ဝင်းစင်တာမှာမုံစားဖို့တွားရောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလိုမုံသွားစားပြီးညနေပိုင်းအိမ်ပြန်လာချိန်မှာအခုလိုဓာတ်နဲ့ထိုးခံရမှုဖြစ်ပွားခဲ့တာဖြစ်ပြီးအခုလိုဓာတ်နဲ့ထိုးသက်ခံရမှုအတွက်သေဆုံးသူရဲ့မိခင်ဖြစ်သူကအခုလိုပြောပြခဲ့ပါဗျ။ ဒီတော့တုံးလိုက်ခွဲကြော့ပြီ55ငါးလောက်ရှိပဲတုံးလိုက်55လောက်ရှိအိမ်ကိုပြန်ရောက်တော့သူတို့မုံသွားစားကြအောင်မယ်တဲ့ညနေသတင်းလဲနားထောင်ချင်တယ်အန်တီအမလိုက်တော့ဘူးလို့မမေကတော့အိမ်မှာဆင်းနေခဲ့မယ်မိုးမချုပ်စေနဲ့ဆိုလိုက်ပို့ပေးတဲ့ကောင်လေးကလေအဲနဲ့ဟိုကလုတ်တယ်တဲ့အဲဒီစိတ်မပူနဲ့ဒါအိမ်ရောက်လိုက်ပို့ပေးမယ်ညီမလေးတို့တဲ့နော်သူတို့နှစ်ယောက်အလို့သွားမြောက်ကလာသမားပြန်တယ်ဟိုတယောက်ကတာခိတာဆိုတော့လမ်းကြုံတယ်လေလမ်းကြုံလိုက်ပို့တယ်အဲနဲ့အန်တီအမ အေးမိုးမချုံနဲ့တော့တမင်းနော်လို့အဲ့လိုပြောပြရလေတော်ဝင်စင်တာပဲဝေးလည်းမဟုတ်တော့အတေးမလိုက်တော့ဘူးလေတော်ဝင်စင်တာသူသွားနေကြဆိုတော့လေတော်ဝင်စင်တာဆိုတော့အဲ့နဲ့အဲ့ဒီစင်းနေကြတာစင်းနေတော့အတေးဘယ်နှနိုင်9နိုင်လား9နိုင်10မိနစ်ပါ9နိုင်ခွဲလောက်လေကြာတမီးလေးပြန်မလာသေးဘူးလားမုန်းစားတာမပြီးသေးဘူးလားဆိုတော့အမေရဲ့တဲ့ပြန်လာတော့မှာတဲ့ကားပါကင်ကိုသွားနေတယ်တဲ့သူတငယ်ချင်းတယောက်ကတော့တဲ့ခေါင်းကိုက်လို့တဲ့ ပြန်သွားပြီတဲ့ကိုလင်းထားတမီးကိုလိုက်ပို့မှာတဲ့အဲ့လိုပြောအဲ့ကြောင့် तू ကလှမ်းပြောတယ်ကာမောင်းနေတယ်ဒီလားအန်တီဆင်ပုံနဲ့ကျွန်တော်အိမ်ထိလိုက်ပို့မှာတဲ့လှမ်းပြောသေးတယ်အဲ့ဒါဆိုနေရောနည်းနည်းကြာပါတော့15မိနစ်တော့အဲ့ဒါလေးနီးလေးကိုတော့နေပုခုတိမရောက်လာသေးဘူးလားဆိုဖုန်းပြန်ဆက်တယ်ဒီလားအဲ့ဒါမဟုတ်ဘူးတဲ့ကိုလင်းထားကစီလုံးဝမရှိတော့ဘူးတဲ့စီဝင်ထဲနေတယ်ဆိုစီဝင်ထဲလား စီဝင်ထည့်ပြီးတော့တော့အန်တီတစ်ခါပြန်ဆက်ပြန်အောင်ဒီကအန်တီကလေအပြင်သွားရဲ့စိတ်မပူဘူးတမီးဒီရက်ွက်ထဲကြာအမြဲစိတ်ပူလိမ့်နောက်ရှက်နေတာကြာပြီဆိုတော့လေအဲ့နတမီးတော့မရောက်သေးဘူးလားဒီလောက်နီးနီးလေးကိုလို့ဆိုတော့မမီးရဲ့လမ်းချိုးထဲရောက်နေပြီတဲ့ဒီလမ်းချိုးကိုဆိုတော့ဒီနားလေးပေါ့နော်ရောက်နေပြီတဲ့မမီးရဲ့တဲ့စိတ်မပူနဲ့တဲ့အဲ့လိုပဲ တော့အန်ဒီယာထွက်ချည်သေးမတွေ့ဘူးကနော်ထွက်ချည်တယ်အန်ဒီယာဖုန်းလေးရဆက်ပြီးကျိုးဖုန်းနဲ့ဆက်ဆက်ပြီးအန်ဒီယာဒီနားလေးထိုင်လာတယ်ထိုင်တယ်ထိုင်ရချက်မှာဂုံဂုံဆိုအတန်ကြားတယ်ဒီအောက်လေးမှာဂုံဂုံတန်ကြားမှာဒီဘက်မှာကျူရှင်ရှိရတာလေခလေးကျူရှင်ရှိရောခလေးကျူရှင်ရရပြေးဆင်းတတ်တယ်လေအဲ့တော့ခလေးကကျူရှင်ပြီးလို့ပြေးဆင်းတယ်လို့အန်ဒီယာထင်လိုက်တာထင်လိုက်တော့ပြေးပြေးတခါသူအိမ်ပေါ်ထိတက်လာလိုက်တယ်ဒီလား ီအိမ်ပေါ်ပါတိတော့အဲတကားတင်းထော်တင်းခေါက်ခေါက်ခေါက်မမရဲ့တမီးကိုလောပအောင်တမီးကိုသူများလုတ်သွားပြီမမရဲ့တမီးကိုထော်ဒါနဲ့ထိုးသွားရင်မမရဲ့လုတ်အောင်ဆိုဘယ်နေရာထိုးသွားမှမသိဘူးသူအဲ့လိုပြောလိုက်တဲ့အချိန်မှာစက်တဲ့သွေးတွေကနှာခေါင်းထဲမှာသွေးတွေကထွက်နေလေပင်းဆိုတော့လေအကုန်ရှင်းထွက်နေအဲ့ဒီတကားဖွင့်တသားလေတကားဖွင့်တာကိုမဆောင်နဲ့အိန္ဒိယနဲ့ခုန်ချပြီးသူ့ညီမလေးကိုတော့ပွေဒါမဲ့တက်လာတဲ့နေရာမှာသွေးတွေလေပွေပြီးတော့ဆင်းဖို့ကဘလို့မှဆင်းလို့ချော့ကြတာအဲ့ဒီဆိုဒရဒရဆိုချော့ကြတယ်သွေးတွေလေ တော့ကြာအဲ့မှာသူကတတိလက်သွားအမေနဲ့အကိုနဲ့ရောက်လဲရောက်ပြီးဆိုသူတတိကလက်သွားဒါနဲ့ pass ကခုံနေတယ်။အဲ့နဲ့ဆေးရုံမြန်ရောက်တော့မရတော့ဘူးသူသားလွန်တော့ဒါကတော်တော်နဲ့တကူလာမှာပါရှာလေလေတခါလေပတ်သက်သူမအောင်းဟန်ဘူးပတ်သက်မပိတ်ထားပါ အဲ့တော့ဒီနာမဆိုလေလုတ်ပေါင်းခဲ့ပါဆိုအော်ကြားမှလေကြားမှလေကျမဒီနာထိုင်နေမှာကြားစရာမှမရှိတာခလေးတွေပြင်းစင်းတော့ကြားသေးရတယ်ဆိုတော့ပိတ်ထားပြီးဖတ်ပြီးတော့အဲ့ကောင်လေးကပုံမှာသွေးတွေကြည့်ပဲတဲ့အဲ့လိုဖတ်ပြီးအလုပ်ထုံးတော့ချက်တယ်ဟိုကြောင်းမှတော့ခလေးလို့ခေါ်ကြတယ်တကယ်လဲခလေးလေးနဲ့အရင်တူပြပေါ့နော်အပြည့်ကင်းစင်နေရောက်ကြားလေးပုံစံမျိုးလေးပဲအဲ့တော့ဒီဆောင်တော့သူ့ကိုချစ်ကြတယ်ချစ်ကြတယ်ဆိုတော့ तू က အမြဲတိခံတဲ့စိတ်ရဲ့ရှိတယ်အမြဲစူးစမ်းရပေါ့အတန်းထဲမှာတရက်မှအတန်းထဲမပြတ်ဘူးအတန်းအချိန်ဆုံးထဲမှာထန်ပြီးတော့ဟိုအမြဲဒီအချိန်မှာတိုက်မယ်ဒီအချိန်မှာဒါလုပ်မယ်အကြောင်းမှလည်းဟိုအကြောင်းရတဲ့မျိုးစုံပေါ့အေးပေါ်ပေါ်မှန်ကိစ္စတွေပဲတိုက်မယ်ဆိုလည်းတက်တက်ကြွကြွနဲ့ဖြစ်ဆုံးခလေးရလည်းသူ့ပဲပေါ့နော်အမျိုးရုပ်ခလေးရလည်းရမ်းချစ်စရာကောင်းတယ်ဆိုတော့ဒီဆောင်လုံးကလည်းခလေးလေးလိုပဲခေါ်ကြတယ်ချစ်ကြတယ်ပေါ့နော်ငယ်ချင်းတွေပုံကလည်းနင်းတာခံတယ်ပေါ့နော်အခုလက်ရှိ ကားထဲမှာလဲသူပါဝင်တရုတ်ဆောင်နေပြီဆိုတော့သူ့ရဲ့အเจ้าမှာဆိုလဲဒီဆမ်မောရီစစ်တဲ့ဟိုတလားတစ်ခါဆမ်မောရီစစ်လို့ရှိရင်လည်းအများနဲ့ fast ရတယ်ပေါ့အဲ့လိုတော်တယ်ခလေးလေးပါသူရုပ်ရင်လည်းရှိရဲဆိုတော့သူ့အတွက်အများကြီးညှို့လင်းချက်တွေရောအလားလာတွေအများကြီးကောင်းတဲ့ခလေးပါလူငယ်ဖြစ်သွားတယ်အเจ้าလုံးပေါ့နော်အများအောင်ကြွေကွဲဝမ်းနေကြရတယ်သူရဲ့ကြီးလေးပါမညှို့တော့ညှို့နိုင်ပါဘူးတေဆုံးသူဟာဓာတ်ထိုးခံရပြီးနေအိမ်အပေါ်ဘက်ကိုတက်လာခဲ့က မိသားစုတွေကရန်ကုန်စစ်ရုံးကြီးကိုပို့ဆောင်စဉ်သွေးထွက်လွန်ပြီးလမ်းမှာတေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအတွက်ကျူးလွန်တယ်လို့ယူဆရသူကိုတပ်ဆိုင်ရာတကုံမြို့မှရဲစခန်းမှာဖမ်းဆီးစစ်ဆေးနေပါဗျ။အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှုရုံးကအစစ်မြင့်အရာရှိတအူကကျူးလွန်သူကိုမိန်းကလေးကအဆက်အသွယ်မလုပ်လို့မတွေ့တာကြားနေချိန်အတွင်းမှာအခြားမျိုးသားတအူနဲ့အသွားအလာများတာကိုမကြည်မနက်ဖြစ်ပြီး တေဆုံးသူနဲ့တွားရစကားပြောရကနေအခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ကနအူးထွက်ဆိုထားလို့ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေရလို့ဆိုပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျူးလွန်တယ်လို့ယူဆရသူကိုတကုံမျိုးမရဲစခန်းကပါ184မြေဆောင်း14ပုံမှန်302နဲ့အမှုဖွဲ့စစ်ဆေးလျက်ရှိပါတယ်တေဆုံးခဲ့သူဟာ Laurel Academy ရုပ်ရှင်အနုပညာသင်တန်းကျောင်းပညာဌာနသင်တန်းမှာ မော်ရတင်တန်းတက်ရောက်နေသူဖြစ်ပြီးတင်တန်းကရိုက်ကူးတဲ့ဝိညာဉ်တို့ရဲ့အိမ်မက်ဗီဒီယိုဇာတ်ကားနဲ့ MRTV4 ကထုတ်လင်းလျက်ရှိတဲ့ဇာတ်လမ်းတွေမှာပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါဗျာ။